င်္ဂလားပင်လယ်အော်မှာဘင်္ဂလားဒေ့ရှ်ရေတပ်9ရက်တာစီးလေးခြင်းဘင်္ဂလားဒေ့ရှ်ရေတပ်ကဒုံးကျည်စံတမ်းမှုတစ်ခုပါဝင်စီးလေးခြင်းမှုအစီအစဉ်လေးကိုအောင်မြင်မြင်ပြီးစီးအောင်ဆောင်ရွက်ခဲ့ကြောင်းထုတ်ပြန်ခဲ့ပါတယ်။ဘင်္ဂလားပင်လယ်အော်ရဲမှာ9ရက်ကြာပြုလုပ်ခဲ့တဲ့ပင်လယ်ပြင်စီးလေးခြင်းမှုတွေကနိုဝင်ဘာ30မှာပြီးဆုံးခဲ့တယ်လို့ဆိုပါတယ်။အရိစေလီကျင်းမှုမှာဘင်္ဂလားဒေ့ရှ်ရေတပ်ရဲ့ကွဲပြားတဲ့ရေရင်တွေများပြားတဲ့အမှုရမ်းတွေပူးပေါင်းပါဝင်ခဲ့တယ်လို့သိရပါဗျ။ ဈေးလေးကျင်းမှုတွေရဲ့နောက်ဆုံးအပိတ်နဲ့အစီအစဉ်တွေကိုတော့ရေတက်အကြီးကဲဒိနာပတိနက်စမူဟာဆန်ရဲ့ဖိတ်ကြားမှုကြောင့်ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရရဲ့ဝင်ကြီးဌာနတချို့ကအရာရှိတွေတက်ရောက်ကြည့်ရှုခဲ့ကြပါတယ်အရင်ဆိုရအရာရှိတွေဟာဟာဆန်နဲ့တူ BNS ခါလီပင်ဝါလက်စစ်တင်းမောပေါ်မှာလိုက်ပါခဲ့ကြပြီးလေ့ကျင့်မှုနောက်ဆုံးတဲ့အခြေအနေတွေကိုလေ့လာခဲ့ကြောင်းရေးတက်ကထုတ်ပြန်ပါတယ် ဈေးလေးချင်းမှုမှာ free gate စစ်တင်မော်တွေတိုက်ရရင်ငယ်တွေကံယူရန်ကင်းလဲရရင်တွေမိုင်းရှင်းရရင်တွေဒုံးကြည်တက်တင်မော်တွေအစုံလင်ပူပေါင်းပါဝင်ခဲ့တယ်လို့ရေတက်ကင်းလဲလေရင်တွေရဟရင်တွေနဲ့ရေတက်အထူးကမန်ဒိုတွေနဲ့လည်းချိန်ဆက်လေ့ကျင့်ခဲ့ကြပါတယ်ရေတရဲလေ့ကျင့်မှုအစီအစဉ်ကိုဘင်္ဂလားဒေ့ရှ်လေတက်ကမ်းခြေဆောင်တက်နဲ့တခြားရေချောင်းအေဂျင်စီတွေကလည်းဓာတ်ရိုက်ပတ်မှုတွေနဲ့အားဖြည့်ကူညီပေးခဲ့တယ်လို့ဆိုပါရစေ။ ဈေးလေးကျင်းမှုမှာတော့စစ်သည်မော်ရီရဲ့နေရာရွှေပြောင်းခင်းကျင်းပြီးစစ်ကစားတာပင်လယ်ပြင်ရဲ့အရေးပါတဲ့နေရာတွေမှာကင်းထောက်တာတရယူပို့ဆောင်ရေးလက်တွေ့လှုပ်ဆောင်တာတွေထည့်သွင်းစီစဉ်ထားခဲ့ပါတယ်။နိုဝင်ဘာ30ရက်နေ့နောက်ဆုံးပိတ်လေးကျင်းမှုတွေမှာတော့ရေတပ်သည်မော်ရီကနေဒုံးကျည်တွေပြစ်ခတ်တာပကုံးထန်းဒုံးကျည်တွေကိုအုံပြုပြီးဝေဟင်ပြစ်မှတ်တွေကိုတိုက်ခိုက်တာလေကြောင်းကောက်ွယ်လက်နက်တွေပြစ်ခတ်တာဒရုန်းတွေကိုစစ်စင်ရေးအတွက်အုံပြုတာရှေတက်ကွန်မန်ဒိုတွေကရဟတ်ရင်တွေအသုံးပြုပြီးစစ်စင်ရေလှုပ်ဆောင်တာတွေကိုထည့်သွင်းလှုပ်ဆောင်ခဲ့ကြောင်းလည်းသိရပါဗျ။